ါဗုဒ္ဓဘူသာသမိတွေအကြောင်းပြောနေတာဗုဒ္ဓဘူသာသမိတွေအနေနဲ့အတိရမယ့်အချက်လေးတွေရှိတယ်ဗုဒ္ဓဘူသာသမိတွေအတွက်သတိထားမယ့်ကြိုဟာတောက်ကြကြိုဗျတောက်ကြကြိုဗုဒ္ဓဘူသာသမိတွေအတွက်သတိထားမယ့်ကြိုသတိထားမယ့်ကြိုတောက်ကြနိုင်တဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အများကြီးသိတဲ့အတိုင်းပဲရှိရဲအဲတော့ဗုဒ္ဓဘူသာသမိတွေကိုတောက်ကြနိုင်တဲ့တွဲပြီးတဲ့နာမည်တွေမှာလည်းတော်တော်များများသတိထားရတာရှိတယ်ဒါကြောင့်ပဲကျွန်တော်အချို့လူတွေမှာမှဲ့ပေးတယ် အချို့လူတွေမှာမမဲ့ပေးဘူး။အချို့ဖွားစာတာနေတဲ့လူတွေမှာဗုဒ္ဓဖိုလ်တောက်ကြနဲ့တွဲပြီးတော့ပေးတာရပါမယ်။ဖွားစာတာအရင်မြင့်နေတဲ့လူတွေမှာဗုဒ္ဓဖိုလ်တောက်ကြနဲ့တွဲပွင့်ဘောမှာကမောက်ကမောက်ဖြစ်တတ်တယ်။နော်လွင်ဦးဟန်တို့လွင်တန့်တို့နော်လေးလေးတန့်တို့ဒီလိုနာမည်မျိုးတွေကအခက်မတင်အနေရရှိတယ်။ဘာလို့ဗုဒ္ဓဖိုလ်ကတောက်ကြသူ့ရဲ့တွေ့ရဖြစ်နေတာ။ဒါကြဗုဒ္ဓဖူတာမီးတွေကိုကျွန်တော်တို့ကသတိပေးတဲ့နေရာမှာ မဆွဲလန်းနဲ့ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့ပြောကြပါမယ်မဆွဲလန်းနဲ့အဲ့တော့မဆွဲလန်းနဲ့ဆိုတဲ့နေရာမှာလူကကောင်းတာဆွဲလန်းတာနဲ့ဆိုးတာဆွဲလန်းတာရှိတယ်တော်တော်များများကောင်းတာမဆွဲလန်းအောင်ပြအကောင်းတာလေ့ကျင့်ယူရတာနော်အဲ့ကောင်းတဲ့ဟာကိုဒီ habit တခု ဖြစ်လာအောင်အကျင့်တခုဖြစ်လာအောင်အလေးတဟအလေးထဖြစ်လာအောင်တော်တော်လုပ်ယူရအောင်နော်မကောင်းတာလုပ်ရှာမလို့မြန်ခင်ဗျားကိုကိုရီးယား CD ကြည့်ကြည့်ပါလားခုနပိုင်းရှိလားခါကျရင်တညလုံးကြည့်တယ် အဲ့ရေပြတ်ခံပြီးကြည်တာနော်မနက်ဆိုရင်ရှူစေးလေးရှူအနာပုံစေးလေးတောက်ဘီတက်လေးတောက်ပြီးရုံးပါနှစ်ထင်ပလာစတာလေးကပ်ပြီးသွားကြတာမကောင်းတာပြောညာဘက်အင်္ဂလိပ်စာလေးလာမယ် vocabulary လေးလာမယ်ဆိုရင်အဲ့လိုမရတော့သဘောပြောပြတာပါအဲ့တော့ဘုဒ္ဓဘူတာဝမီတွေကမကောင်းတာတခုခုဆွဲလန်းပြီးဘဝပြတ်သွားနိုင်တယ်ဒါကြောင့်မကောင်းတဲ့ကိစ္စတွေမဆွဲလန်းနဲ့အချို့အရက်ဆွဲတယ်မိုးရေစီဝါဆွဲတယ်အချို့အလှပမှတ်တယ်ပတ်စံရလာပြီးဆိုကောက်တယ် ဖြောက်တယ်ဒါပဲလုံးနော်ပေါင်းတယ်နဲ့ဒီလိုမျိုးတွေကိုကျွန်တော်တို့ဟာတတိထားဖို့လိုတယ်လို့ပြောတာအဲ့လိုမှတတိမထားဘူးဆိုရင်ကျွန်တော်တို့အနေနဲ့အဆက်မပြေဘူးပေါ့ဗျာအဆက်မပြေဘူးနည်းနည်းလေးဇာတာရှင်အနေနဲ့ပို့ပြီးတော့ဆိုးသွားနိုင်တယ်ဒါကြောင့်တော်ယုံဟာဒီကိုကျွန်တော်တို့ကမစွဲလန်းနဲ့အထူးကြတော့ဒီဒီကမ္မကုံမှာလိန်ကိစ္စ ယာကပေါ့အဲ့ဒါအရန်ဆွဲလန်းယာကတော့ငွေကုန်ခံတယ်နော်ပတ်ဆံရတာနဲ့မကောင်းတဲ့နေရာသွားတယ်အဲ့လိုဟာမျိုးတွေဖြစ်တတ်တယ်နော်ဒါကြောင့်ပဲကျွန်တော်တို့မကောင်းတာတွေကိုမဆွဲလန်းအောင်လို့လုပ်ဖို့လိုတယ်အရက်ကိုထိမ့်မယ်ပွဲရှိမှတောက်မယ်ကျန်တဲ့ကောင်လုံးဝမတောက်ဘူးနေ့စဉ် daily တောက်နေဆွဲဆွဲရင်ဖျက်ရခိုက်တယ်ဘုလိုခုတွေကနော် ဲ့ဒါလေးကိုကျွန်တော်တို့နံပါတ်၁ချက်သတိထားကြပါမကောင်းတဲ့ဆွဲလန်းမှုဘာတစ်ခုမှဖျက်လို့မရအောင်ဒီမလုပ်ကြပါနဲ့လုံးမိတာနဲ့တော့အပြင်ဘန္နာရေးဖြစ်တင်းမှုအပိုင်းဘုဒ္ဓဘူတောင်းမိတွေရဲ့ဘန္နာရေးဖြစ်တင်းမှုအပိုင်းမှာလွဲချော်မှုတွေအများကြီးဖြစ်တယ်နော်ဘုဒ္ဓဘူတောင်းမိတွေအားဒီငွေကြေးနဲ့ပတ်သက်ပြီးထိမ့်သိမ့်တဲ့အပိုင်းမှာအားနေတာကျွန်တော်တို့အများကြီးတွေ့ရတယ်နော် ိုပိုင်ပါဆင်နယ်ရလာတဲ့အင်ကန်းတွေကိုလည်းဘလို့ထိန်းသိမ်းရမလဲဘလို့တိုးပွားအောင်လုပ်ရမလဲလုံခြုံပြီးတော့တိုးပွားတဲ့နေရာဘလို့ထားရမလဲသူတို့မလုပ်တော့ဘူးလုပ်တော့ပိုးပွားအောင်လုပ်တော့ဘာနဲ့ထည့်ထားလဲဆိုတာဒါတိုးပွားတယ်လို့တော့မဟုတ်ဘူးသူရတဲ့ပါဆင်တွေကရန်နေတော့နော်အဲ့ဒီအပိုင်းတွေကိုကျွမ်းကျင်အောင်လုပ်ပါအဲ့တော့ထိန်းသိမ်းရှောက်ရှောက်မှုအပိုင်းမှာအားနေတဲ့လူလို့ကျွန်တော်တို့ဗီဒီယံသုံးသက်တယ်ဘုရူသားမိတယ် ဒါကြောင့်ငွေကြေးထိန်းသိမ်းတာပစ္စည်းဥစ္စာထိန်းသိမ်းတာเนาะကိုယ်မှာရှိတဲ့ဟာတွေကိုထိန်းသိမ်းတဲ့အပိုင်းမျိုးပို့ပြီးတော့ကောင်းအောင်လုပ်ကြပါ မလုပ်တာနဲ့အဆင်မပြေဘူးเนาะအရင်အချက်လေးတွေကကိုယ့်အတွက်သိထားရမယ်အချက်တွေထဲမှာပါတယ်နောက်ပြီးဗုဒ္ဓဘူတာမီးတွေတဲ့သတိထားရမယ်ကိစ္စလိုကခန္ဓာကိုယ်ထဲမှာသူင်းနဲ့ပတ်သက်ပြီးယူဆရလိမ့်မယ်တဲ့ဗုဒ္ဓဘူတာမီးတွေရောက်ဖြစ်လာပြီဆိုရင်သူင်းနဲ့ပတ်သက်တဲ့ယောဂါတွေကိုယူဆရပါ တွေးတိုးတာတွေတွေးကြတာတွေเนาะနှလုံးပြုံနေမှာကျင်းတာတွေကျဲတာတွေเนาะတွေးကယ်ဆာဖြစ်တာတွေတွေးပြူနေတာတွေဘာဒီညာညာတွေတွေးနေပတ်သက်တဲ့ယောဂါလေးတွေဖြစ်လွယ်တယ်เนาะဘဝစဉ်နဲ့ဝရာနဲ့တွေးထဲမှာကိုလက်စတောဝင်ပြီးတော့တွေးရဲ့သွားတဲ့တွေးကြောသွားတဲ့လမ်းကြောင်းမှာအပုတ်အစ်ဖြစ်တယ်တွေးထဲမှာကိုလက်စတောရှိနေတယ်ပေါ့ဗျာအဆီရှိနေတယ်ပေါ့ဒီလိုမျိုးတွေအားစအကုန်သတိထားဖို့လိုတယ်လို့ပြောတာ ဒါကြောင့်သင်ဟာဗုဒ္ဓဘူသာမီဖြစ်ပြီဆိုတော့နံပါတ်၄ချက်မကောင်းတာလုံးဝမဆွဲလန်းစေနဲ့အဲ့ဒါကိုရအောင်ထဲမကောင်းတာတစ်ခုခုကိုလုံးချင်တယ်ဆွဲလန်းတဲ့အဆင့်ဖြစ်သွားရင်မရတော့နောက်ပြီးတော့ထိမ့်သိမ့်မှုအပိုင်းဝေကြီးဥစ္စာဒနာပစ္စည်းဘလို့ထိမ့်သိမ့်မလဲအကြရှိခံအောင်ဘလို့လုံးမလဲတိုးဝအဲ့ဒီအပိုင်းဒီမှာအားနေချက်အဲ့ဒါဒီမှာဒိဋ္ဌာဝနှစ်မဆိုရင်ဖြုံးတယ်လို့ဖြစ်သွားတယ်တုံးတယ်လို့ဖြစ်သွားတယ်အဲမတူဝိုင်းနေရာမှာငွေကိုသွားမြှောက်နှံလို့ဖြစ်သွားတယ်။အဲ့ဒါတွေအကုန်လုံးသတိထားဖို့လိုတယ်။နော် နောက်ပြီးသူရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဘဝမှာအကုန်သတိထားရတယ်။နော်။သူရင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေသတိထားရတယ်။အင်္ဂါနဲ့တောက်ကြအားနေတာဖြစ်တဲ့အတွက်အင်္ဂါဆိုတာခက်မတင်အက်ဆီဒက်ဖြစ်ပြီးသူရက်တန်အောင်ဖြစ်တာလည်းဖြစ်တတ်တယ်နော်။ဘာလို့ဗုဒ္ဓဘုရားမင်းကြီးအခိုက်မှာအင်္ဂါလေးဗျာ။အင်္ဂါဆိုတော့ပေါက်ကွဲတာမတော်စထိခိုက်တာဓာတ်ထိတာချော်လဲတာစပ်ပစ္စည်းနဲ့ပတ်သက်ပြီးအန္တရာယ်ရှိတာဒါကြောင့်ပဲအင်္ဂါနဲ့တောက်ကြဝိဖြစ်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘုရားမင်းကြီးကမတော်စထိခိုက်မှုတွေကြောင့်သူရက်တန်အောင်ဖြစ်တာလေး တွေးဆုံရှုံတာတွေတွေးတွင်းရတာတွေအဲအဲ့ဒီတွေးတွင်းရတဲ့နေရာမှာလည်းသူတို့ကသတိထားရတယ်မကောင်းတဲ့တွေးတွေတွင်းမိတာတွေအတွေးတွင်းနေဆိုဆက်တော့ဆက်ကြရတယ်ဗျာဒါမဲ့အချို့ဟာဒီမှာလိုအပ်ချက်ရှိသွားပြီးတော့အတွေးတွေမှာပိုးပါလာတာကိုခန္ဓာကိုယ်တွေတွင်းမိတာတွေအကုန်လုံးကိစ္စပါလောက်တော့တော့ပေါ့မယ်ထင်ပါတယ်ဘုရားဘုရားသားမိတွေအားလုံးအဆင်ပြေကြပါစေကံကောင်းကြပါစေအခက်အခဲတွေပြည့်လည်ကြပါ